ကျမတော်မကြပါတာခင်ဗျာအခုဒီပတ်ကျွန်တော်တင်ပြမှာကတော့ပြီးခဲ့တဲ့ရေမြားကမြန်မာနိုင်ငံနဲ့အနီးပတ်ဝန်းကျင်ဒေသတွေမှာဖြစ်ပေါ်ခဲ့တဲ့မူလကသအခြေအနေတွေနဲ့လက်မဲ့ရဲ့ချိန်မှာရေပွင့်အပ်ရှင်ကြုံတွေ့နိုင်တဲ့မူလကသအခြေအနေတွေ ကြိုတင်30ချက်တို့ကိုစတင်တင်ပြတော့မှာဖြစ်ပါတယ်။ပထမအဦးဆုံးအနေနဲ့လက်ရှိမြန်မာနိုင်ငံရဲ့နေပါဝင်ကြီးမှာဖြစ်ပေါ်နေတဲ့မြေပြင်မိုးလေဝသအခြေအနေတွေကိုအရင်ဆုံးတင်ပြလိုပါတယ်။မြန်မာနိုင်ငံတကူလုံးကနေပြီးအနောက်တော်မုတ်တုံလင်ဟာလောလောဆယ်မှာတော့ဆုတ်ခွာသွားပြီးဖြစ်ပါတယ်။ဒါပေမဲ့မြန်မာနိုင်ငံရဲ့အရှိပဲပစိဖိတ်တမိုးကြီးအနောက်ဘက်တောင်ကျုပ်ပင်လယ်မြင်စားတဲ့ဒေသတွေမှာ မုန်တိုင်းများဟာ ဇက်တိုက်ဆိုသလိုဖြစ်ပေါ်နေပြီးတော့မြန်မာနိုင်ငံနဲ့ဆက်ဆက်နေတဲ့အင်ဂျိုချိုင်းနာကျိုးဆွယ်ဘက်ကိုပဲဥတည်ရွှေရှာနေကြပါတယ်လောလောဆယ်ပါလဲတိုက်ဖုန်းမုန်တိုင်းနှလုံးဖြစ်ပေါ်နေပြီး အနောက်မြောက်ဘက်ကိုပဲဥတည်ရွှေရှာနေတဲ့အတွက်မြန်မာနိုင်ငံဘက်မှာမြေဝကျွန်းပေါ်နဲ့မြန်မာနိုင်ငံတောင်ပိုင်းကို ဖြတ်တန်းပြီးလီဘီယာနဲ့ဂျန်ဝမ်တခုဖြစ်ပေါ်နေတာကိုတွေ့ရပါတယ် ဂျူရုတိမ်မုံမြောက်ကိုကြည့်တဲ့အခါမှာလည်းအရှိမဲ့ပါရှိတဲ့တိမ်မုံမတိုင်းမြန်နဲ့ဆက်ဆက်တဲ့သူတဲ့တိတ်သီးတဲ့တိတ်တိတ်ကြီးများ ဖြစ်ပေါ်လာကြအောင်တွေ့ရပါတယ်ဘင်္ဂလားပင်လယ်ော်မှာတော့ဘင်္ဂလားပင်လယ်ော်တောင်ပိုင်းမှာရောက်ရှိတည်တဲ့မုတ်တုံလေးဦးနဲ့ဆက်ဆက်ပြီးတိမ်မြန်သူတဲ့စာဖြစ်တွင်းနေပြီးမြန်မာနိုင်ငံပေါ်မှာတော့မြန်မာနိုင်ငံအလဲပိုင်းချင်းမြန်မာပြည်ဒေသမြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာဒိန်တစ်တစ်မှဒိန်ထူထပ်နေတာကိုတွေ့ရပါတယ် ပြီးခဲ့တဲ့ရေပိုင်းကထိုင်းနိုင်ငံဘက်တစ်ဆင့်မြန်မာနိုင်ငံဘက်ကိုအရှိတီမွေတိုင်းတစ်ခုရွေ့ရှားခဲ့ပါတယ်ဒီလိုရွေ့ရှားလာခဲ့တဲ့ခါမှာမြန်မာနိုင်ငံဘက်မှာမုံများရွာသွန်းသွားတဲ့အတွက်မုံပြင်းနယ်တောင်ပိုင်းပဲခူးတိုင်းတောင်ပိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းတို့မှာ24နာရီအတွင်းမိုးကြီးတက်လက်မကွဲမှ3လက်မအထိရွာသွန်းခဲ့တာကိုတွေ့ရပါတယ်လောလောဆယ် ်ဘင်္ဂလားပင်လယ်အော်နဲ့တောင်ကျုပ်ပင်လယ်စားတဲ့ဒေသတွေမှာမုန်တိုင်းဖြစ်ပေါ်နိုင်မှုအလားအလာကမှန်းချက်အနေနဲ့တော့တောင်ကျုပ်ပင်လယ်ရဲ့မြောက်ဘက်ပိုင်းမှာတိုက်ဖို့မုန်တိုင်းတလုံးရောက်ရှိတပြီးတောင်ပိုင်းမှာလည်းလေကျုမငြိမ်မသက်ဖြစ်ရကမုန်တိုင်းတလုံးဖြစ်လာနိုင်တဲ့အနေအထားများရှိနေတာတွေ့ရပါတယ်ဘင်္ဂလားပင်လယ်အော်ရဲ့အရှိတောင်ပိုင်းကပလီပင်လယ်ပြင်တောင်ပိုင်းမှာလေကျုမငြိမ်မသက်ဖြစ်ပေါ်နေပြီးအဲဒီကမှတဆင့်လေဗီယာနဲ့ရေဝန်တခု ဖြစ်ပေါ်လာနိုင်တယ်လို့ခံမှန်းရရှိထားပါတယ်။လောကဈေးမြန်မာနိုင်ငံတော်မှာမြန်မာနိုင်ငံမြောက်ပိုင်းစွန်းဒေသများကလွှဲရင်တော့ကြံဒေသများမှာမုတ်တိန်တော်များဖြစ်ပေါ်နိုင်မှုအလားအလာများရှိကြစေဖြစ်ပါတယ်။ပဲခူးတိုင်း၊အေရီတိုင်း၊ရန်ကုန်တိုင်း၊မန္တလေးတိုင်းတောင်ပိုင်းရခိုင်ပြည်နယ်တို့မှာလောလောဆယ်မှာမုတ်တိန်တော်ပြည်ဖို့အလားအလာ အများဆုံးဖြစ်ပေါ်နေပြီးဒေသမှု85ရာခိုင်နှုန်းအထိရှိနေပါတယ်။ ကြံသေးတာများအနေနဲ့တော့ကချင်ပြည်နယ်စကိုင်းတိုင်းအထက်ပိုင်းကလွဲရင်ကြံသေးတာအလုံးမှာလည်းမိုးတိမ်အောင်ပြစ်ဖို့အလားလား45ရာနှုန်းအထိရှိနိုင်တယ်လို့ခန့်မှန်းထားပါတယ်2016ခုနှစ်ရဲ့လာနီညာရာသီဥတုအခြေအနေကတော့၃၀မှာလာနီညာဖြစ်ဖို့အလားလားများ မတွေ့ရပဲ2016ခုနှစ်တစ်ခုလုံးကုန်ဆုံးပြီးတဲ့နောက်2019ခုနှစ်မေလပိုင်းလောက်အထိ ပစိတ်တမုတ်ကြရဲ့ရာသီဥတုဟာလာညညာလဲမဖြစ်သေးတဲ့အနေထားအဲလီညိုလဲပြီးဆုံးသွားသည့်အနေထားဖြစ်တဲ့ဈာနေရာသီဥတုမှာပဲဆက်လက်ဖြစ်နေမယ်လို့ခမ်းမရရှိထားပါလေမိုးလွန်ကာလဖြစ်တဲ့အော်တိုဘာဒုံဝင်ပါဒီစမှာ၃လအတွင်းမှာမိုးရွာသွန်းမှန်မှုအနေထားခမ်းမချက်ကတော့တောင်မဲသို့ဒေသဖြစ်တဲ့တရင်းသာဤတိုင်းတောင်ပိုင်းမှာမိုးရွာသွန်းမှု ပုံမှန်တဲ့အနည်းငယ်ကြော်လွန်နိုင်ပြီးကြံတပီလုံးမှာတော့ပုံမှန်ကသာရှိနိုင်တယ်လို့ခမ်းမရရှိတာပါလေ။နေ့ဘူးချိန်များ အနည်းငယ်တော့မိုးလွန်ကာလတစ်လျှောက်လုံး2016ခုနှစ်ကွန်ဆိုနယ်ထိမြန်မာနိုင်ငံလုံးရဲ့နေ့ဘူးချိန်များဟာဖြစ်မြဲဘူးချိန်များရဲ့အထက်ကြော်လွန်မှုတေချာမှု90%အရုံးအထက်ရှိနေတယ်လို့ခမ်းမရရှိတာပါလေ။ပစိဖိတ်တို့ကြရနေ့ မြန်မာနိုင်ငံအရှိပဲတောင်တရုတ်ပင်လယ်ပြင်စားတဲ့ဒေသမှာတိုင်ဖုန်မုန်တိုင်းနှလုံးဖြစ်ပေါ်နေတာကိုတွေ့ကြရပါတယ်။အဲ့ဒီမုန်တိုင်းနှလုံးအနေနဲ့ရှေ့ဟာရောက်ရှိနေတဲ့မုန်တိုင်းစာရိကာကိုဂျိုဒုတိမ်ပုံမှမြင်ရတဲ့ပုံဖြစ်ပါတယ်။ဒီမုန်တိုင်းရဲ့ရွေးချမဲ့လမ်းကြောင်းကိုဂျိုတင်ခမန်းရမှာဒီမုန်တိုင်းဟာတရုတ်ပြည်တောင်ပိုင်းကိုဥတည်ရွေးချပြီးဗီယက်နမ်နိုင်ငံမြောက်ပိုင်းနဲ့အဆက်ဒေသကို ဝင်ရောက်သွားမယ်လို့ခမန်းထားပါတယ်သူနောက်ကဖြစ်နေတဲ့မုံတိုင်းကိုတော့ဟိုင်မာလို့ခေါ်ပြီးဟိုင်မာရဲ့တိန်ဖွဲ့စည်းမှုအနေထားကိုဂျိုဒုမှတွေ့မြင်ရတဲ့ပုံဖြစ်ပါတယ်ဒီမုံတိုင်းရဲ့ဥတီယာဘက်ကတော့မူလတော့ရလမ်းကြောင်းပဲဖြစ်တဲ့အတိုင်းတရုတ်ပြည်ဘက်ကိုပဲဥတည်ရွှေချမယ်လို့ခမန်းထားပါတယ်ဘင်္ဂလားဘင်္ဂလားမှာအနောက်တော်မုတ်တုံလေဟာမြန်မာနိုင်ငံအတွင်းကဆုတ်ခွာသွားပြီးဖြစ်တဲ့အတွက်ဘင်္ဂလားဘင်္ဂလားတောင်ပိုင်းကပ်လီဘင်္ဂလားတောင်ပိုင်းမှာသာ မုတ်တုံလေးများရှိနေတာတွေ့ရပါတယ်။ဒါမဲ့လောလောဆယ်မှာတော့မုံတိုင်းများမြန်မာနိုင်ငံဘက်ကိုဥတည်ရွေးရှားလာတဲ့အတွက်မုတ်တုံလေးရဲ့မြောက်ဘက်လက်မင်ဟာကပလီပဲပဲဘက်မှာအနည်းငယ်အပေါ်ကိုမြင့်တက်လာတာကိုတွေ့ရပါတယ်။လာမယ့်တစ်ပတ်တွင်မိုးရွာသွန်းမှုကမ္ဘာကြီးအနေနဲ့တော့လာမယ့်တစ်ပတ်မှာမိုးအများဆုံးရွာသွန်းနိုင်တဲ့ဒေသဟာမြန်မာနိုင်ငံတောင်ပိုင်းဒေသများဖြစ်ပါတယ်။မွန်ပြည်နယ်တနင်္သာရီတိုင်းကမ်းရိုးတန်း ကမ်းလွန်ဒေသတွေမှာလာမယ့်တစ်ပတ်အတွင်းမှာတော့နေရာစိတ်စိတ်မှနေရာအနှံ့ပြားမှုရနိုင်ပြီးတချို့နေရာတွေမှာနေရာကွက်မှုကြီးနိုင်ပါတယ်။ကြံတပီလုံးမှာတော့အများအပြင်နေရာကွက်ကြားမှာနေရာအခြေခြေမှုရသွန်းနိုင်ပြီးကချင်ပြည်နယ်စကိုင်းတိုင်းထက်ပိုင်းမှာတော့အများအပြင်တာယာနိုင်တယ်လို့ခမန့်ရရှိထားပါတယ်။ဒီလိုမှုရသွမှုကိုပုံမှန်ရွာသွမြင့်မှုကြီးများနဲ့နိုင်ရှင်ကြည့်တဲ့အခါမှာတော့ ်မြန်မာနိုင်ငံမြောက်ပိုင်းဒေသကြီးဖြစ်တဲ့ကချင်ပြည်နယ်စကိုင်းတိုင်းအထက်ပိုင်းစတဲ့ဒေသတွေဟာပုံမှန်ရွာသွန်းမြေမိုးအချိန်ကိုမပြည့်မီပဲရွာသွန်းမြေမိုးအချိန်ရဲ့အောက်လျော့နေနိုင်တယ်လို့တွေ့ရမှာဖြစ်ပါတယ်။ဒါပေမဲ့မြန်မာနိုင်ငံတောင်ပိုင်းဒေသကြီးဖြစ်တဲ့မွန်ပြည်နယ်တနင်္သာရီတိုင်းအလဲပိုင်းဒေသတချို့ဖြစ်တဲ့မကွေးတိုင်းတောင်ပိုင်းရခိုင်ပြည်နယ်တောင်ပိုင်းတို့မှာတော့မိုးရွာသွန်းမှုဟာရွာသွန်းမြေရဲ့အထက်အနည်းငယ် ကျော်တော်လိမ့်မယ်လို့ခံမှန်းရရှိထားပါတယ်။လက်ရှိအချိန်မှာမြန်မာနိုင်ငံအပါအဝင်အခြားတောင်ပိုင်းနိုင်ငံများအနေနဲ့ရာသီဥတုအဆိုးကောင်းခံမှန်းရမှာတော့မြန်မာနိုင်ငံရဲ့အရှိတ်ဘက်တောင်ကျိုးပင်လယ်ပြင်မြောက်ပိုင်းနဲ့ပစိဖိတ်တဘုတ်တွေဟာအနောက်ပိုင်းမှာမုန်တိုင်းများဟာပုံမှန်တဲ့ပုံမူဖြစ်ထွန်းနိုင်တယ်လို့ခံမှန်းထားခဲ့တဲ့အတိုင်းပဲလက်ရှိမှာလည်းမုန်တိုင်းများဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေတာကိုတွေ့ရပါတယ်။အထူးကြောင့်မူကတော့လက်ရှိကာလမှာဖြစ်တဲ့မုန်တိုင်းများဟာမြန်မာနိုင်ငံနဲ့ဆက်ဆက်တဲ့အင်ဒိုချိုင်းနာကျွန်းဆက်ဘက်ကပဲဥတည်ရွေးရှားလာကြတာများလာတဲ့အတွက်ကြောင့်မြန်မာနိုင်ငံအနေနဲ့တော့မိုးရွာဖို့အခွင့်အရေးကြီးပိုလာခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။တတိယအဖြစ်မိုးလုံကာလမိုးရွာသွန်းမှုများမူလခံမှန်းတတ်တဲ့အတိုင်းပိုလွန်နိုင်ရဲဆိုတဲ့အချက်ကိုသတိပြုဖို့ပဲဖြစ်ပါတယ်။ ဘင်္ဂလားဘင်္ဂလားတို့မှာလက်ရှိဖြစ်ပေါ်နေတဲ့ရေမြင့်တွေကို NASA ဂျိုဂျူကတိုင်းတာပြည့်ကြရကိုင်ရိုနန်ဒေတာတွေမှာအများအပြားလှိုင်းမြင့်ဟာနှစ်ပေမှသုံးပေကန့်ရှိနေပါတယ်ဘင်္ဂလားဘင်္ဂလားရဲ့အလဲပိုင်းတောင်ပိုင်းနဲ့ဒေတာတွေမှာတော့လှိုင်းအမြင့်ဟာအနည်းဆုံးသုံးပေမှ6ပေအထိရှိနေတာကိုတိုင်းတာရရှိပါတယ်လာမယ့်တစ်ပတ်အတွင်း ပင်လေရီလိုက်အမြင့်ခမန်းချက်တွေကိုတေချာပူဇာများတုံးပြီးကြွက်ချက်တဲ့အခါမှတော့မြမကန်ပူတာရှော့မှာလိုင်းအမြင့်ဟာ2ပီမှ3ပီကန်ရှိပြီးကန်လုံဒေတာမှာတော့5ပီမှ9ပီကန်အထိ ရှိနိုင်တယ်လို့ခမန်းရရှိထားပါတယ်ဘင်္ဂလားပင်လေော်တောင်ပိုင်းမှာတော့လိုင်းအမြင့်10ပီမှ7ပီကန်အထိရှိနိုင်တယ်လို့ခမန်းရရှိထားပါတယ်ဆလဘီဂျင်ပြတော်တာကတော့လာမယ့်အော်တိုဘာလ10ရက်နေ့မှာ ဆောက်ချောက်ရည်နေအချီကြာမြင့်မဲ့ရဲတပတ်အတွက်မိုးလေဝသကျွတ်တင်ခမ်းမကျင်များပါဖြစ်ပါလေပထမဦးဆုံးမုတ်တုံလေးဆုတ်ခွာမှုအနေနဲ့လက်ရှိအချိန်ဒီမှာတော့နောက်တော့မုတ်တုံလေးဟာမြန်မာတနိုင်ငံလုံးကနေပြီးတော့ဆုတ်ခွာခဲ့ပြီးဖြစ်ပါလေဒါပေမဲ့လောလောဆယ်မှာတော့မြန်မာနိုင်ငံရှိရဘက်ကိုရှိဘက်ကတိုက်ဖို့မုန်တိုင်းများအဆက်မပြတ်ဥတည်ရွေးရှားလာမှုကြောင့်တော့လကောက်ဘင်္ဂလားဘင်လေအော်ရဲ့အရှိ တောင်ပိုင်းမြန်မာနိုင်ငံရဲ့ဆက်ဆက်တဲ့ရေပြင်ဘက်မှာလေကျုမငြိမ်မသက်ဖြစ်နေမှုကြောင့်တော့၎င်းမြန်မာနိုင်ငံတောင်ပိုင်းဒေသများနဲ့မြဝကျွတ်ပေါ်ဒေသများအထိမိုးရွာနိုင်တဲ့အနေအထားများပြန်လည်မြင့်တက်လာတာကိုတွေ့ကြရပါတယ်။ဘင်္ဂလားပြည်နယ်ဝန်ရဲ့အရှိတောင်ပိုင်းဒေသမှာလက်ရှိဖြစ်ပေါ်နေတဲ့လေပြင်းနဲ့ရဝင်းရဲ့အနေအထားကိုတော့စောင့်ကြကြည့်ရှုဖို့လိုမှာဖြစ်ပါတယ်။အကြောင်းကတော့ဒီမုံတိုင်း စတင်ဖြစ်ပေါ်မှုအလားအလာရှိတဲ့နေရာဟာမြမရေပိုင်ရင်းနဲ့ညည့်ရဲ့ဒေတာဖြစ်နေတဲ့အတွက်မိုးရွာသွန်းမှုအတွက်ကြောင့်တော်လကောင်းမုန်တိုင်းအနေရရှိမှု အတွက်ကြောင့်တော်လကောင်းနှမျိုးလုံးအတွက်တတိပြုကြည့်ရှုဖို့လိုမှာဖြစ်ပါလေဆောရကကြင်ပြရတဲ့အချိန်ဘင်္ဂလားပြည်လေအရှိလေပိုင်းမှာမုန်တိုင်းပြဖို့အလားအလာများရှိနေတယ်လို့အရှိမမှာရှိတဲ့တောင်ကျုပ်ပင်လေပြင်အတွင်းမှာမြောက်ဘက်မှာတိုင်ဖို့မုန်တိုင်းတလုံးဖြစ်နေပြီး တောင်ဘက်မှာ မုံတိုင်းပြဖို့အလားလာများမြင့်တက်နေတာကိုတွေ့ရပါတယ်။ကာဗလီပြည်ပြင်ဘင်္ဂလားပြည်လောတောင်ပိုင်းတို့မှာသောသောဆင်မှာတိန်အသင့်တင်ကနေပြီးတော့တိန်ထူထပ်နေပါလေ။ကြာမင်္ဂလားပြည်လောမှာတော့တိန်အသင့်တင်ဖြစ်ထွန်းနေပါလေ။မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာတိန်အသင့်တင်ကတင်ထူထပ်နေပြီးတော့ကြံဒေသတွေမှာတိန်အသင့်တင်ဖြစ်ထွန်းနိုင်ပါလေ။မြမပင်လေပြည်မှာတော့ဂါရုဒန်ကန်တော်ဒေသတွေမှာ လိုင်းအနည်းငယ်မှာလိုင်းတင်းတင်းရှိပြီးရေဘူရအပြင်တော့လိုင်းမြင့်တပေမသုံးပေကန်ရှိပေမဲ့ကန်းတော်ဒေသတွေမှာတော့သုံးပေမငါးပေကန်ထိရှိလာနိုင်ပါလေနေဘူးကြီးခမန့်ကျင်များအနေနဲ့တော့ချင်းပြည်ကျင်းရှမ်းပြည်ကျင်းတောင်ပိုင်းနဲ့ကယားပြည်ကျင်းတို့မှာနေဘူးကြီးအနိုင်ဆုံး23ဒီဂရီဆယ်ရှစ်မှာ28ဒီဂရီဆယ်ရှစ်အထိရှိနိုင်ပြီးကြံဒေသတွေမှာတော့29ဒီဂရီ such as those gani 三十 n 个呢，都是当地的瑞，三 a 四个梯，今年内嘛呢？看到有你，你牛个一年内多，来级高大哈三亚的高大和就边边，你个来的最强多是高，二级今年嘛，你嘛能看中央都嘛，啊看到后面，越南内年内炒股，九几年下的最强都是高，就在按东嘛，看到有你，你用个免下。 လွန်ကဲအစ်စ်မှာမရှိနိုင်ကြပဲအများဆုံးအလွန်မြင့်တဲ့အစ်စ်မှာသာရှိနိုင်တယ်လို့ခံမှန်းရရှိပါတယ်မိုးတိမ်အောင်ပြုတ်ပေါ်မှုအခြေအနေကတော့ဆက်လက်ရှိနေဥမှဖြစ်ပါတယ်လာမယ့်ကြပတ်အတွင်းမှာတော့ဘကိုးတိုင်းအေရဒီတိုင်းရန်ကုန်တိုင်းရှမ်းပြည်နယ်တောင်ပိုင်းမန္တလေးတိုင်းတောင်ပိုင်းတို့မှာမိုးတိမ်အောင်ဖြစ်ပေါ်နိုင်မှုအလားလာအများဆုံးဖြစ်နိုင်တဲ့ဒေသများဖြစ်ပြီးတေချာမှု 65ရာခိုင်နှုန်းအထိရှိနေပါတယ်။ကြံသေးတာတွေမှာတော့ခချင်းပြည်ရဲ့စကမ်းတိုင်းအထက်ပိုင်းတို့ကလွဲရင်တော့ကြံသေးတာအားလုံးမှလည်းမိုးတိမ်အောင်ပြပေါ်နိုင်မှုအလားလားအသင့်တည့်ရှိပြီးတည်ကြမှု65ရာနှုန်းအထိရှိနေပါတယ်။မိုးရတုံမှုခမန်းကျဲအနေနဲ့တော့လာမယ့်တစ်ပတ်အတွင်းမှာ ကချင်ပြည်နယ်ကယားပြည်နယ်နဲ့စကမ်းကျဲဒေသကြီးအထက်ပိုင်းတို့မှာနေရာကွက်ကြားရှမ်းပြည်နယ်မွန်ပြည်နယ်ကရင်ပြည်နယ် စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့မှာနေရာကျဲကျဲနဲ့ကြံဒေသတွေမှာတော့နေရာစိတ်စိတ်မိုးထချုံရွာသွန်းနိုင်ပါတယ်လို့ခမန်းရရှိထားပါကြောင်းတင်ပြအပ်ပါတယ်မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးတဘာဝဘေးအန္တရာယ်များမှအစဉ်ကင်းဝေးနိုင်ကြပါစေ